ဂျုံမြူပေးတဲ့မြန်မာဖိုင်တာတွေအတွက်သင်ကန်းစာအလုံးမဲမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လည်ပြီးတော့ကြိုးဆိုပါတယ်တက်ခိုက်ရေးအားကစားသမားတယောက်ဟာအသက်အန္တရာယ်နဲ့တိတ်ပြီးနှီးစက်ပါတယ် MMA ပွဲတွေမှာဆိုရင်အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ချုပ်ကွက်၃ကွင်းပြုတ်ထားလို့ဖိုင်တာတွေပို့ပြီးတော့တတိထားပါတယ်ပရိသတ်တွေအတွက်ဖြောပြေးဆိုင်မလို့ကြည်ကောင်းမဲ့ပွဲတွေဖြစ်အောင်တက်ခိုက်ရေးစီးမင်းတွေကိုတကြောင်းတကာတာတရွာတပုတ်ဆန်းဆိုသလိုကျင့်သုံးနေတာပါပြည်တွင်းမှာလက်ဝဲပွဲကောင်းတွေမှာရှိ တာခိုင်ဖိုင်တာတွေအတွက်ဘဝအာမခံချက်မရှိတဲ့အခါမှာအိန္ဒိချင်းနိုင်ငံတွေစီသွားပြီးတော့ပွဲရအောင်ဝင်တိုးကြတယ်။ဝမ်ချန်ပီယံရှစ်လို့ကမ္ဘာအနှံ့ထင်ရှားကျော်ကြားတဲ့ပြိုင်ပွဲစီးမင်းတွေကလူသိများပေမဲ့ပြိုင်ပွဲတချို့ရဲ့စီးမင်းတွေကတော့မေခွန်းထုတ်ချင်စရာပါ။ဟိုနေ့ကဂျိုးပြူထိုးသွားတဲ့ MSA 5ပွဲကစီးမင်းတွေဆိုရင်ပရိသတ်အများစုကမသိကြပါဘူး။ပရိသတ်အများစုမသိသလိုလက်ဝဲဝါသနာရှင်တော်တော်များများလည်းမသိကြပါဘူး။တာခိုင်အာကစားနီးချောင်းရေးပြောနေတဲ့ content creator တွေလည်း ဂျိုးဝိုင်းထဲမှာဘောင်စင်လက်ကြီးဝစ်ပြီးတော့ဂျိုးပြူလဲပင်းချုပ်ထားတဲ့ပြန်ဘက်ဖိုက်တာရဲ့လောက်ရက်ကြောင့်မျက်လုံးပြူးခဲ့ကြပါလေ။ဘာလို့တာလဲဟ။ဘာအကွက်တွေလဲဟဆိုပြီးတော့ဖြစ်ခဲ့ကြတာပါ။ MAS5 ကိုကမ်ဘောဒီးယားမှာကျင်းပလာတာ2019ခုနှစ်ကတည်းကပါ။ကမ်ဘောဒီးယားခြေဆိုင်ဖွဲ့စည်းမှုပြီးမဲ့ MAS ကခွန်ကမာတိုးတက်ရေးခေါင်းစဉ်နဲ့ပွဲတွေကျင်းပခဲ့တာပါ။ MAS5 ရဲ့စီးမင်းတွေက5မိနစ်တချီတည်းထိုးရမယ်။အဲ့ဒီ5မိနစ်တချီပွဲမှာအလဲထိုးရင်နိုင်ရပါမယ်။မဘေးစီမင်းအသုံးမပြုဘဲအလဲမထိုးနိုင်ရင်တရေပွဲဖြစ်တတ်မှတ်မှာပါ။ MS5 ရဲ့စီးမင်းတွေတဲထိုးလို့ရတယ်ကန်လို့ရတယ်ဒူးတတောင်အစုံသုံးလို့ရတယ်အထူးခြားဆုံးကမတ်တက်ရက်ပြီးချုပ်လို့ရတာပါပဲအဲ့ဒီဒူးဒူးဆန်းဆန်းစီးမင်းကြောင့်ဂျိုးဖြူခံလိုက်ရတာပါပြိုင်ဘက်ကလေဘင်းချုပ်ထားချိန်မှာဂျိုးဖြူမျက်ဖြူစိုက်နေပါပြီဘေးကဂျိုးဝိုင်းတိုင်ကဂျိုးဖြူအသက်အန္တရာယ်ရှိတဲ့ချုပ်ကွက်နဲ့ရင်ဆိုင်နေရချိန်မှာကြောင်ပြီးတော့ကြည့်နေတယ်စီးမင်းနဲ့အကျုံးဝင်နေသေးလို့လေဒိုင်းကရက်ကြည့်နေတာလည်းဖြစ်နိုင်တယ်နောက်ဆုံးဂျိုးဖြူတယောက်ရုပ်ဂျိုးပြက်လဲကျသွားတော့မှပွဲသိမ်းပေးခဲ့လိုက်တာပါဂျိုးဝိုင်းချမ်းပြင်းထက်လဲကျနေချိန်မှာဂျိုးဖြူတယောက်အသက်ကိုမနှဲရှူနေရပြီး အတော်ခံစားနေရတာပါဝမ်ချမ်ပီယံရှစ်နာမည်ကျော်ဒိုင်လူကြီးအိုလီဗီယာကော့ကဂျိုးပြူရိုးပွဲကိုကြည့်ပြီးတော့အတော်လေးအားသိနေပါလိမ့် MBS ကစီမင်းတွေကစတန်ထွင်လာပြီးတော့တောင်းဝင်ယူတဲ့ဒိုင်ကဆမ်မေးရှင်ရော MMA ဘူးတူတာပါလုံးဝမရှိဘူးဆိုပြီးတော့ဝေဖန်သွားခဲ့ပါလိမ့်နောက်တစ်ခါအဲ့လိုဖြစ်ရထပ်မဖြစ်စေချင်ဘူးလို့အိုလီဗီယာကော့ကပြောခဲ့ပါလိမ့်ဂျိုးပြူက MBS 5ရဲ့စီမင်းတွေကိုကြိုသိခဲ့လာပွဲထိုးဖို့စာချုပ်ချုပ်ချိန်မှာစီမင်းတွေအကြောင်းပါလောက်တယ်ဒါမဲ့စာချုပ်ပါစီမင်းတွေကိုဖိုက်တာအများစုကတေးချာချာဖတ်မယ်မထင်ပါဘူး ပွဲချိန်အတွင်းအခြေအနေကိုကြည့်ရင်တော့စီမင်းတွေကိုဂျိုးပြူဂျိုတိပင်ထဲပါတယ်။သူကိုချုပ်ခံပြီးမှအချုပ်မခံအောင်ဂျိုးပြူပြန်ပြီးတော့တုံ့ပြန်ခဲ့ပါတယ်။ဒါမဲ့ဂျိုးပြူရဲ့အကြံမအောင်မြင်မဲ့နဲ့အချုပ်ခံပြီးတော့မသေးုံတမဲဖြစ်ခဲ့ရပါတယ်။ဒီနေရာမှာစီမင်းတိရတဲ့ကစားမတယောက်အသက်ဘေးထိခိုက်နိုင်အောင်ခွင့်ပြုထားလို့ဒိုင်ရဲ့လောရက်ကတော်လေးကိုစိတ်ပြတ်စရာတော့ကောင်းပါတယ်။ဂျိုးပြူပွဲခရက်ကအတော်လေးကိုကြီးမားခဲ့တာပါ။မြန်မာပြည်သက်အများစုကဂျိုးပြူခံတဲ့အတွက်တော်လေးကိုစိတ်မကောင်းဖြစ်နေကြပါတယ်။ဒါမဲ့သူ့ရဲ့သူ့စီမင်းအတိုင်းထိုးရတာဆိုတော့လေဘာမှမတတ်နိုင်ပါဘူး။ အဓိကပြည်တွင်းမှာပွဲကောင်းတွေမှာစီစဉ်ပေးနိုင်တဲ့၍တက်သစ္စာရိုးရာဖိုက်တာတွေမျက်နှာငယ်နေရအောင်မှာပဲဖြစ်ပါတယ်။ဂျိုးပြူပေးတဲ့တင်ကန်းစာကမြန်မာတိုက်ခိုက်အားကစားလောကအတွက်တင်ကန်းစာယူရမယ့်အရာပါ။ရုံဝါရာထက်အသက်အန္တရာယ်နှီးဆက်တာကပိုပြီးထိတ်လန့်စရာကောင်းပါလေ။ဟုတ်ကဲ့ပါဒီဘက်ကတော့ပဲဘောရာတို့ကဒီဖြစ်နေပတ်သက်ပြီးတော့ဘလို့မြင်ရှိလဲပြောခဲ့ကြပါအောင်။ဆိုတော့ဒီမြောင်ပြဆရာကြီးတွေတော်တော်များများတော့ဒီစီမင်းမသိပဲကြောင်သွားကြတာဆိုတော့ဘောရာတို့ကကြူတိခဲ့လားပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။